အားလုံးပဲမင်္ဂလာပါဗျာ GDS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့အခုလာမယ့်ဒီရဝင်ဘာလမှာရှင်ပြိုင်ထိုးသက်သွားရမယ် UFC ရဲ့ဒီ Waterweight Dan Champion ကပတ်စင်ကာပူဖြစ်တဲ့ Jack Della Mandela တို့ရဲ့ Islam Makhachev တို့ရဲ့ပွဲကြိုသုံးသက်ချက်အကြောင်း UFC ရဲ့ဒီ lightweight တန်းကတိုက်တဲ့ eliminator လို့ခေါ်တဲ့ champion ဆိုင်ကိုယ်ခွင့်ရနိုင်တဲ့ပွဲတော်ဖြစ်လာနိုင်တဲ့နောက်တစ်ပတ်မှာစောင့်ကြည့်သွားရမယ့်တွဲဆိုင်ဖြစ်တဲ့ Arman Sarukran နဲ့ Dan Hooker တို့ရဲ့ဒီ ရွေးဆိုင်ကြံအတစ်ခုအကြောင်းနဲ့ UFC Fighter Boy ရဲ့နေဝင်ခြင်းကိုရောက်ရှိလာပြီးဖြစ်တဲ့ကျွန်တော်တို့ရဲ့ Bellator တန်းက Fighter ဂျန်ဂျီ Isdre Da Sanya စတဲ့အကြောင်းအရာတွေကိုစူးစီးသုံးသပ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ဒီတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ UFC ရဲ့ဒီ Waterweight တန်း Champion ကပတ်စင်ကိုဝယ်ရှင်ပြိုင်ထိုးသက်ကြတော့မယ်။ Jack Della Maddalena နဲ့ Islam Market Chef တို့ရဲ့တွဲဆိုင်ကြံတစ်ခုအကြောင်းကိုကျွန်တော်အနေနဲ့သုံးသပ်တင်ဆက်ပေးသွားခြင်းပါတယ်။ဆိုတော့ပြောရမယ်ဆိုရင်ဒီတွဲဆိုင်ဖြစ်ပေါ်လာပုံကိုလည်းပြောရမှာပဲဖြစ်ပါတယ်။ UFC ရဲ့ဒီ lightweight တန်း champion Islam Makhachev ဆိုလို့ရှိရင်တော့ lightweight တန်းမှာသူ့ရဲ့ champion ကပတ်ကို၄ချိန်တိတိကာကွယ်ပြသွားခဲ့ပြီးတဲ့နောက်မှာဆိုလို့ရှိရင်သူ့အနေနဲ့သူ့ရဲ့ရည်မှန်းချက်နောက်ဆင့်ဖြစ်တဲ့နှစ်ထပ်ကွန်း champion ဖြစ်ချင်ပါတယ်ဆိုတဲ့ဆန္ဒကိုဖော်ထုတ်နိုင်ဖို့အတွက်သူ့အနေနဲ့ lightweight တန်းကိုတတ်သွားခဲ့တာပဲဖြစ်ပါတယ် lightweight တန်းမှာဆိုလို့ရှိရင် Islam Akashef တင်တဲ့ဘာမှတိတ်ပြီးတော့လုတ်ပြစရာမကြမ်းတော့ဘူးလို့ပြောရအောင်သူ့အနေနဲ့ lightweight တန်းက fighter တွေတော်တော်များများကို အမောက်သိပ်ပြခဲ့ပြီးဖြစ်ပြီးတော့သူ့အနေနဲ့ဒီအသက်အရွယ်ပိုင်းရဆိုလို့ရှိရင်လည်းအသက်အရွယ်က34နှစ်အရွယ်လောက်ရှိပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ဒါဂစ္စတန်နိုင်ငံသားတွေရဲ့ prime color ကုံတော့မယ်ဆိုပြီးတော့ယူဆရချိန်မှာသူ့အနေနဲ့သူ့ရဲ့နောက်ထပ်ဂိုးတစ်ခုဖြစ်တဲ့ Waterway Dan Champion ကဘက်ကိုတက်ပြီးတော့စင်ခေါ်ရတာပဲဖြစ်ပါတယ် ိုတော့ဒီအခုနောက်ပိုင်းမှာ rules ပြောင်းသွားတာကကျွန်တော်အမြဲတမ်းပြောပြောနေသလိုပဲ UFC ဥက္ကဋ္ဌကြီး Dana White အနေနဲ့က Champion ကဘက်နှစ်ခုကိုတယောက်တည်းမှမကင်ထားစေချင်တဲ့အတွက်ကြောင့်မလို့ Champion ကဘက်ကိုစွန့်စွန့်ပြီးတော့မှနောက်တစ်ခု Champion ကဘက်ကိုစင်ခေါ်ပါဆိုပြီးတော့ပြောထားတဲ့အတွက်ကြောင့်မလို့ Islam Makhachev နဲ့ JDN ကိုဝိတ်တန်းတက်ပြီးတော့စင်ခေါ်ရခြင်းဖြစ်ပါတယ်။ အဲ့ဒီရှေ့မှာလည်းဘလဲမူဟာမတ်ကလည်းဒီ waterweight dance champion ဖြစ်နေတဲ့အတွက်ကြောင့်မလို့ Islam Khan Chef တွေနဲ့သူ့ရဲ့ teammate ကိုသူကတော့မှပြန်မထိုးတက်ဘူးဆိုတဲ့ motto နဲ့သူကစောင့်နေခဲ့တာဖြစ်ပြီးတော့ JDN champion ဖြစ်ပြီးတဲ့နောက်မှာဆိုလို့ရှိရင်ချက်ချင်းဆိုလိုပဲသူ့အနေနဲ့ weight dance တက်သွားပြီးတော့ champion ကဘက်ကိုစိန်ခေါ်ခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ Islam Khan Chef တွေနဲ့လက်ရှိလောလောဆယ်မှာ သူက ဒီ UFC ဖွဲ့စည်းမှာတော်တော်လေးကိုကျန်းတဲ့ fighter တွေကတယောက်လိုပြောရမှာဖြစ်ပြီးတော့သူ့အနေနဲ့တကယ်ကို take down fighter 3 4 5ယောက်ထဲမှာဟိုမှာ take down ဖြစ်နေတဲ့ fighter လို့ပြောရမှာပဲဖြစ်ပါတယ်อิสลามကရှက်တွင်လည်းလက်ရှိလောလောဆယ်ချိန်မှာဆိုလို့ရှိရင် MMA ပွဲပေါင်း29ပွဲရှင်ပြိုင်ထိုးသက်ထားပြီးဖြစ်ပြီးတော့သူ့အနေနဲ့အဲ့ဒီကမှ26ပွဲနိုင်တပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ် UFC ဖွဲ့စည်းမှဆိုလို့ရှိရင် Islam Makhachev တင်တဲ့ပွဲစဉ်16ပွဲရှင်ပြိုင်ထိုးသက်ထားပြီးတော့အဲ့ဒီတဲကမှဒီ15ပွဲနိုင်တပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးတော့လက်ရှိလောလောဆယ်မှာဆိုလို့ရှိရင် Islam Makhachev တင်တဲ့15ပွဲဆက်တိုက်နိုင်ထားတဲ့15 fight win streak ကိုပိုင်ဆိုင်ထားပါတယ်။ ဒါက UFC ရဲ့ဒီ legend ကြီးလို့ပြောရမယ့် Anderson Silva ရဲ့ record ကိုမှီတော့မှာဖြစ်ပြီးတော့ Islam Makhachev အနေနဲ့အခုပွဲစဉ်မှာလာ JDM ကိုနိုင်နိုင်ခဲ့မယ်ဆိုရင်သူက Anderson Silva နဲ့16 fight win streak ဆိုတဲ့ဒီတစ်ချောက်ပဲဇက်တိုက်နိုင်ထားတယ်ဆိုတဲ့ record ကိုမှီတော့တော့မှာပဲဖြစ်ပါတယ်။ ။ Islamic Gazef အနေနဲ့သူ့ရဲ့ကစားပုံကစားနည်းကတော့ပြည်သက်တွေအားလုံးတည်ပြီးသားဖြစ်တဲ့အတိုင်းပဲ wrestling ကိုအခြေခံပြီးတော့ကစားတဲ့ကစားသမားဖြစ်တဲ့ Islamic Gazef အနေနဲ့သူက wrestling ကိုအခြေခံပြီးတော့ကစားတယ်ဆိုပေမဲ့သူကသူ့ရဲ့ရှင်ပြိုင်ထိုးတက်တုံထိုးတက်နည်းကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတာဖြစ်ပြီးတော့ stand fight ပိုင်းမှာတော်တော်လေးကိုပိုင်နိုင်လာပြီဖြစ်တဲ့ fighter တူလို့လည်းပြောရမှာပဲဖြစ်ပါတယ်။နိုင်ရရှိထားတဲ့ပွဲစဉ်28ပွဲထဲမှာဆိုလို့ရှိရင်သူ့အနေနဲ့ဒိုင်ပွဲရအလဲထိုး ပွဲစဉ်၅ပွဲနဲ့ပွဲသိမ်းထားပြီးတော့73ပွဲကိုတော့ submission နဲ့နိုင်ယူရရှိထားတာဖြစ်ပါတယ်ဆိုတော့ Islam Magashef တွေနဲ့ကျွန်တော်ကကပြောခဲ့တဲ့အတိုင်းပဲသူက ground မှာအားတာတဲ့ fighter ဖြစ်ပြီးတော့သူ့အနေနဲ့သူကဒီ ground game မှာရှင်းမလုံးသေးပဲနဲ့ပထမဦးစွာအရင်ဆုံးထိုးကြည့်တတ်တဲ့ fighter ဖြစ်ပါတယ် Stanford ဘက်မှာရှင်ထိုးလို့အဆင်မပြေဘူးဆိုမှ ground game ကိုခေါ်ဆော့တတ်တဲ့ fighter ဖြစ်ပြီးတော့ ground game ကိုခေါ်ဆော့တဲ့နေရာမှာဆိုလို့ရှိရင်လည်းပြင်းစရာကောင်းလောက်အောင်သူ့အနေနဲ့ပြစ်သက်ကို ဒီတောက်လျှောက် pressure ပေးပြီးတော့ဖိအားပေးတဲ့ပုံစံမျိုးနဲ့မကစားပြပဲနဲ့လုံးဝကို aggressive wrestling ပုံစံမျိုးနဲ့ချုပ်ကွက်ကိုတန်းပြီးတော့ပုံဖော်နိုင်တဲ့ fighter ဖြစ်တယ်လို့သူ့ရဲ့ပုံဖော်တဲ့ချုပ်ကွက်တွေကလည်းဒူဂျာစံပြတဲ့ဒီချုပ်ကွက်တွေကိုပြစ်သက်တွေနေနဲ့စောင့်ကြည့်ခဲ့ရတာပဲဖြစ်ပါတယ်ဆိုတော့ Islam Khashyap အနေနဲ့ကတော့ကျွန်တော်တကယ်ကိုကြိုက်နှစ်သက်မိတဲ့ fighter တူဖြစ်ပြီးတော့ သူ့ရဲ့ထိုးသက်ပုံထိုးသက်နည်းရောသူ့ရဲ့ MMA record ရောအကုန်လုံးက perfect အနေထားမှာရှိနေတယ်လို့ပြောရမှာပဲဖြစ်ပါတယ်ဆိုတော့ Islam Makhachev အနေနဲ့ဒီ lightweight တန်းမှာရှင်ပြိုင်ထိုးသက်ခဲ့တဲ့ fighter ဖြစ်ပြီးသူ့အနေနဲ့ welterweight တန်းကိုတက်ပြီးတော့ရှင်ပြိုင်ထိုးသက်တဲ့အခါမှာရောအဆင်ပြေပါမလားဆိုတဲ့မေးခွန်းထုတ်ဆရာရှိပါတယ်လက်ရှိလောလောဆယ်အနေထားမှာဆိုရင်တော့ Islam Makhachev အနေနဲ့ပြောရမယ်ဆိုရင်ပေါင်190အထိ weight တင်ထားတယ်လို့ဆိုပြီးတော့ သူကဒီပွဲထိုးမဲ့အချိန်မှာပေါင်180လောက်ရှိနေမယ်လို့ပြောပြီးတော့ဆက်တပောင်လောက်ဝေးချပြီးတော့သူ့အနေနဲ့180တန်းမှာဝင်ရောက်ရှင်ပြန်ထိုးတက်မှာဖြစ်ပါတယ်။ပြီးတော့သူပြောပုံရဆိုလို့ရှိရင်လက်ရှိလောလောဆယ်မှာသူ့အနေနဲ့အစားလဲရမ်းဖြတ်ဆရာမလို့တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ဒီတကယ်ကိုအကောင်းဆုံး peak performance ကိုကြည့်ရမယ်ဆိုပြီးပြည်သက်တွေကိုညှဝေထားပြီးတော့သူ့အနေနဲ့အကောင်းဆုံးပုံစံနဲ့ပွဲထွက်လာခဲ့မယ်ဆိုပြီးတော့လည်းပြောထားတာပဲဖြစ်ပါတယ်။ ဒါကတော့ Islamaka Chef အကြောင်းဖြစ်ပြီးတော့ Islamaka Chef နဲ့လက်ရှိလောဆယ်မှာသူ့အနေနဲ့ပွဲမှာဘလို့ပြင်ဆင်နေတယ်ဘာညာဆိုတာကပါပြည်သက်တွေကိုသူကချပြလာထားပြီးပဲဖြစ်ပါတယ်ဆိုတော့သူနဲ့ရှင်ပြိုင်ဒုသက်သွားမယ် JDM ဆိုတဲ့ fighter ကရောဘယ်လို fighter မျိုးလဲဆိုတော့ JDM ဆိုတဲ့ fighter ကတော့ UFC ရဲ့ water weight ထဲမှာတကယ်ကိုအတက်ကျန်းလာတဲ့ fighter တူလို့ပြောမှာဖြစ်ပြီးတော့သူ့အနေနဲ့ဒီ လက်ရှိတလောဆယ်မှာဆိုလို့ရှိရင်ရှုံးပွဲလုံးဝမရှိသေးတဲ့ fighter ဖြစ်ပြီးတော့ကျွန်တော်ပြောချင်တာက UFC အဖွဲ့အစည်းမှာရှုံးပွဲလုံးဝမရှိသေးတဲ့ fighter ဖြစ်ပြီးတော့ UFC အဖွဲ့အစည်းမှာပွဲစဉ်၉ပွဲသူရှင်ပြိုင်ထိုးသက်ကစားထားတယ်ရှင်ပြိုင်ထိုးသက်ထားတဲ့ပွဲစဉ်၉ပွဲထဲမှာဆိုလို့ရှိရင်သူ့အနေနဲ့ပွဲစဉ်၄ပွဲကိုဒိုင်ပွဲရဲ့ TKO နဲ့နိုင်ယူရရှိထားတယ် submission နဲ့တပွဲနိုင်ထားတယ်ပြီးတော့၄ပွဲကိုသူ့အနေနဲ့ unanimous decision သို့မဟုတ် split decision စတဲ့ဒီရလက်တင်နေနိုင်ထားတာဖြစ်ပါတယ်ဆိုတော့ပြောရမယ်ဆိုရင် GDM ဆိုတဲ့ fighter က UFC အဖွဲ့အစည်းမှာ တကယ်ကိုသူ့အနေနဲ့ finishing rate ကလည်းကောင်းတယ် striking ဘိုင်းမှာလည်းတော်လေးကိုမိုက်တဲ့ fighter ဖြစ်ပြီးတော့သူ့ရဲ့ဒီနောက်ခံအားကစားကတော့ kickboxing ဆိုတဲ့အားကစားပဲဖြစ်ပါတယ် ဆိုတော့ JDM အနေနဲ့ဒီ kickboxing အားကစားကိုအခြေခံပြီးတော့ဆော့တဲ့ fighter တူဖြစ်တဲ့အတွက်ကြောင့်မို့လို့ JDM က striking ဘိုင်းမှာတော်တော်လေးကိုကောင်းတဲ့ fighter ဖြစ်ပါတယ်။ဒါပေမဲ့သူ့အနေနဲ့ပြောရမယ်ဆိုရင် ground game ဘိုင်းမှာတော့ဒီအနှဲငယ်လေးလိုအပ်ချက်ရှိနေတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပြီးတော့သူ့အနေနဲ့တကယ်ကိုကျန်းတဲ့ဒီ grappler fighter မျိုးတွေနဲ့ရှင်ပြိုင်တွေ့ဆုံတဲ့အခါမှာဆိုလို့ရှိရင်တော့ တော်တော်လေးတိုင်ပတ်တဲ့အနေထားမှာရှိပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ဒီပွဲစဉ်လေးကိုကြည့်မယ်ဆိုလို့ရှိရင် JDN အနေနဲ့သူ့ရဲ့ grounding defense skill ကိုကောင်းကောင်းပြင်ဆင်ထားတာကိုတွေ့ရမှာဖြစ်ပြီးတော့ Black Muhammad နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်အဲ့ဒီ skill တွေကိုထုတ်သုံးပြသွားတာကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ်။ဆိုတော့ JDN အနေနဲ့အားသာချက်အားနည်းချက်ဘာတွေရှိသလဲဆိုပြီးတော့ကျွန်တော်အနေနဲ့သုံးသပ်ရမယ်ဆိုလို့ရှိရင်တော့ ်ဂျေဒီအမ်အနေနဲ့အစ္စလာမကရှက်ဖ်တဲ့လက်တံရှည်တဲ့ reach တာတဲ့အာသာချက်ရှိပါတယ်ဆိုတော့ဒီအာသာချက်ဟာဘယ်လိုနေရာမျိုးတွေမှာတည်တာသွားတယ်လဲဆိုလို့ရှိရင်ကစ်ပေါက်စင်အားကစားကိုအခြေပြုကစား fighter တွေနဲ့မှာတော်တော်လေးကိုတည်တာသွားတာဖြစ်ပြီးတော့သူတို့ရဲ့ဒီ striking mind ရဆိုလို့ရှိရင်တပတ်ပြိုင်ဘက် fighter ကိုတော်တော်လေးအထီးနာအောင် reach အတာနဲ့ရှင်ပြိုင်ထိုးတက်ကစားနိုင်ပြီးတော့ distant ထိန်းထားနိုင်တဲ့အတွက်ကြောင့်မို့လို့ဒါဟာတာလွန်နဲ့ဒီအာသာချက်တစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ် ဒါပြင်အရက်မောင်းမိုင်းရပြောရမယ်ဆိုရင်လည်းတိတ်တော့မကွာလှပေမဲ့ GDM ကအနေငယ်အရက်ပို့ပြီးတော့မြင့်နေတာဖြစ်ပြီးတော့ Islamaker Chef အတွက်ဒီ body လူကောင်လဲအလုံးထက်ပို့ပြီးတော့ကြီးပါတယ်သူ့အနေနဲ့ natural 190ဝိတ်တန်းမှာကစားနေတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မလို့ weight တင်ရတာလည်းမရှိသလိုဝေးချရတာကလည်းပုံမှန်ဖြစ်နေတဲ့အတွက်ကြောင့်မလို့အဲ့ဒီအားသာချက်တစ်ချက်ကလည်းရှိနေပြန်ပါတယ် ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဂျီဒီယမ်မဲ့အားနည်းချက်ကကျွန်တော်ကကကပြောခဲ့တဲ့ဒီ grappling ပိုင်းမှာ defense ပိုင်းအနေငယ်အားနည်းနေတာဖြစ်ပြီးတော့သူ့အနေနဲ့ကောင်းကောင်းပြင်ဆင်လာမယ်ဆိုရင်တော့ဘာမှကြောက်စရာမရှိတဲ့အနေအထားဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ကိုကျွန်တော်သုံးသပ်ရမယ်ဆိုလို့ရှိရင်တော့ Islamabad Chef အနေနဲ့ဒီ ground game ပိုင်းမှာကြွန်းကြွန်းကျင်ကျင်နဲ့ GDM ကိုမြေမော်ကိုလှဲချထားပြီးတော့သူ့အနေနဲ့အဆက်မပြတ် ground ball တွေကျွေးမယ်ပြီးတော့ submission attempt တွေတောက်လျှောက်ယူမယ်ဆိုလို့ရှိရင်တော့တစ်ချိန်ချိန်မှာ GDM ကိုပွဲဖြတ်သွားနိုင်ပြီးတော့ သူ့အနေနဲ့ပွဲပြတ်သွားနိုင်တဲ့အနေအထားလည်းဖြစ်သွားနိုင်ပါတယ်ဒါမှမဟုတ်ပဲ JDM ကကျွန်တော် ပြောခဲ့သလိုမျိုးအကောင်းဆုံး grappling defense ဘိုင်းကိုပြင်ဆင်လာမယ်ပြီးတော့သူ့ရဲ့အားတက်ချက်ကိုအသုံးချပြီးတော့ Islam Makhachev ကိုအမှတ်ကျွေးချွေးမယ်ဆိုရင်တော့ Islam Makhachev အနေနဲ့ UFC အဖွဲ့အစည်းမှာဒုတိယအကြိမ်မြောက်ရှုံးပွဲကြုံတွားနိုင်တဲ့အနေအထားလည်းဖြစ်ပါတယ်ဆိုတော့သုံးသက်ရမယ်ဆိုရင်တော့ကျွန်တော်ကတော့ Islam Makhachev ကိုအနေငယ်ပို့ပြီးတော့အားတာတယ်လို့ထင်မြင်မိပြီးတော့ JDN အနေနဲ့ကလည်းတကယ်ကိုမထင်မှတ်ထားတာတွေလုံးပြသွားနိုင်တဲ့အတွက်ကြောင့်မလို့ ကျွန်တော်တို့ပြည်သက်တွေနေအဲ့ဒီပွဲစဉ်ကတော့လောဝကိုမလို့တန်းစောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီပွဲစဉ်ကဘယ်တော့ရှင်ပြန်ထိုးသက်သွားမလဲဆိုလို့ရှိရင်တော့အခုလာမယ့်ဒီနောက်တစ်ပတ်တနင်္ဂနွေနေ့နိုဝင်ဘာလ16ရက်နေ့မှာရှင်ပြန်ထိုးသက်သွားမှာဖြစ်ပြီးတော့ပြည်သက်တွေနေမလို့တန်းစောင့်ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်ပြီးတော့ဘယ်ဖိုက်တာကိုအားပေးသွားမလဲဘယ်ဖိုက်တာကိုပိုကြိုက်မိတယ်လဲဆိုတာကိုရောကောမန့်မှာဇွန်နေ့တုံးသက်ညှင်းခုံပေးကြပါအောင်ခင်ဗျာနောက်ထပ်တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ဒီနိုဝင်ဘာလထဲမှာပဲထိုးသက်သွားမယ့်ပွဲစဉ်ဖြစ်တဲ့ UFC ရဲ့ဒီ လိုက်ဝိတ်တန်တိုက်တဲ့ eliminator ပွဲစဉ်လို့ပြောလို့ရတယ်အာမန်ဆာရုခရန်နဲ့ဒီတဟိုကာရိုရဲ့ပွဲစဉ်ကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်ဒီပွဲစဉ်ဟာဆိုလို့ရှိရင်တော့ဒီအာမန်ဆာရုခရန်အတွက်သူ့ရဲ့ဂုံသိက္ခာတွေကိုပြန်လည်အဖက်ဆယ်ရမယ်ပွဲစဉ်တွေဝဲလို့ပြောရမှာဖြစ်ပြီးတော့ဒန်နိုကာအတွက်ကတော့သူဟာနောက်ဆုံးမှာ UFC ရဲ့ချန်ပီယံစင်ခေါ်ခွင့်နေရနာထီရောက်လာနိုင်တဲ့အခွင့်အရေးကိုအမိအရလက်လွတ်မခံဘဲဖမ်းဆုပ်ရမယ်ပွဲစဉ်တွေဝဲလို့ပြောရမှာဖြစ်ပါတယ် ဆိုတော့ပထမအဦးဆုံးအနေနဲ့အာမန်ဆာရူဂရန်ဆိုတဲ့ fighter အကြောင်းကိုကျွန်တော်အရင်ဆုံးပြောပြချင်ပါတယ်။အာမန်ဆာရူဂရန်ကတော့လက်ရှိလောလောဆယ်မှာ UFC lightweight တန်းရဲ့နံပါတ်1နေရာက fighter ဖြစ်ပြီးတော့သူ့အနေနဲ့ champion စင်ခေါ်ခွင့်ရရှိခဲ့ပေမဲ့ကံကောင်းကြောင်းမလားလို့ champion စင်ခေါ်ခွင့်လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ fighter တူလို့ပြောမယ်ဆိုရင်လည်းမားမယ်မထင်ပါဘူး။အဲ့လိုမျိုးဖြစ်ခဲ့တဲ့ဖြစ်ရပ်ကတော့ဒီ ပြီးခဲ့တဲ့ဒီသူနောက်ဆုံးချင်ပြိုင်ထိုးတက်ဖို့အတွက်စီစဉ်ထားတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သူ့အနေနဲ့ UFC ရဲ့ Lightweight Dan Champion ကပတ်ကြီးကို Islam Market Chef ခံနာနေပြီးတော့စိန်ခေါ်ခွင့်ရခဲ့ပေမဲ့သူ့အနေနဲ့အဲ့ဒီပွဲစဉ်မှာပြောရမယ်ဆိုလို့ရှိရင်ဒီဝတ်ထိုးတက်ခံနေနိုင်ပိုင်းအလိုလောက်မှာသူ့အနေနဲ့ခါနာရဲဆိုတဲ့အကြောင်းပဲကြက်ခါနာရဲဆိုပေမဲ့သူ့အနေနဲ့ဒဏ်ရာကြီးကြီးမားရရှိသွားလို့ဖြစ်ပါလိမ့်မယ်။အဲ့လိုအကြောင်းပဲကြက်နဲ့နှုတ်ထွက်သွားတဲ့အတွက်ကြောင့်မလို့ UFC ဥက္ကဋ္ဌကြီးဒေနာဝိုက်ရင်းကအာမန်ဆာယူခရန့်ကိုတော်တော်စိတ်နာသွားတာဖြစ်ပြီးတော့သူ့ကိုချန်ပီယံစင်ခေါ်ခွင့် မပေးတော့ဘဲနဲ့ဒီနောက်ထပ် fighter တူနဲ့ရှင်ပြန်ထိုးသက်ပေးကမှ champion စင်ကိုဝင်ရမယ်တိုက်တဲ့ eliminator fight ထဲကိုထည့်လိုက်တာလို့ပြောရမှာပဲဖြစ်ပါတယ်။ Amman Sao Grande နဲ့လက်ရှိလူလောဆင်မှာဆိုရင် MMA ပွဲစဉ်ပေါင်း25ပွဲရှင်ပြန်ထိုးသက်ထားပြီးတော့အဲ့ဒီက22ပွဲနိုင်3ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတဲ့ fighter ဖြစ်ပါတယ်။ UFC ဖွဲ့စည်းမှာဆိုလို့ရှိရင်တော့သူက17ပွဲထိရှင်ပြန်ထိုးသက်ထားပြီးတော့အဲ့ဒီကမှ9ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ ဒါမှ Saru Grand အနေနဲ့ဒီ UFC အဖွဲ့အစည်းမှာပြောရမယ်ဆိုလို့ရှိရင်တော့ win rate ကောင်းတဲ့ fighter လို့ပြောရမှာဖြစ်ပြီးတော့သူ့အတွင်းနဲ့ Charles Oliveira လိုမျိုး fighter ကိုတော့မှနိုင်ရရှိထားတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ဒါ Champion စင်ကွင်းရတဲ့ fighter ကတော့ချင်းသေးပေါ့ ဖြစ်ပါတယ်ဆိုတော့အာမန်ဇာယူဂရန်အနေနဲ့သူ့ရဲ့ကစားမှုကစားနည်းကဘယ်လိုဖိုက်တာမျိုးလဲအာမန်ဇာယူဂရန်အနေနဲ့ကသူကဒီ grappling ကိုပဲအခြေခံပြီးကစားတဲ့ကစားသမားဖြစ်တယ် wrestling မိုက်မှာသူ့အနေနဲ့သူ့ရဲ့ base အားကစားလို့ပြောရမှာဖြစ်ပြီးတော့တော်တော်လေးကိုကောင်းတဲ့ fighter ဖြစ်ပြီးတော့ Hanset Chimaev လိုမျိုး fighter ကြီးတွေနဲ့ဒီ legend ထားတဲ့ဆိုတော့ ီဂုံဘုတ်တွေလည်းရှိတဲ့ fighter ဖြစ်ပါတယ်။ခန်းဆက်ချင်မာ EF အနေနဲ့က Aman Sargun နဲ့လက်ရှိလောလောဆယ်မှာ best friend တွေလို့ဖြစ်နေကြတာဖြစ်ပြီးတော့ Aman Sargun ပွဲထုတ်ရင်ခန်းဆက်ချင်မာ EF ကလိုက်ပါဝင်ရန်ပေးမယ်ဆိုတဲ့အနေအထားတွေပါရှိနေကြတယ်ဖြစ်ပါတယ်။ဆိုတော့အဲဒီ wrestling မိုင်းမှာဆိုလို့ရှိရင်တော့ Aman Sargun ကတော်တော်လေးကိုပိုင်နိုင်တာဖြစ်ပြီးတော့သူ့အနေနဲ့ဒီ Charles Oliveira ကိုတာလွန်နဲ့ grappling skill နဲ့အဲဒီပွဲစဉ်မှာဆော့ပြသွားတာကတော့တော်တော်လေးမိုက်တယ်လို့ပြောရမယ်။ Aman Sargun အနေနဲ့ striking မိုင်းမှာလည်းကောင်းတဲ့ fighter တူလို့ပြောရမှာဖြစ်ပြီးတော့သူ့ရဲ့ striking skill တွေကိုကြည့်မယ်ဆိုလို့ရှိရင် Vinita Rush ကိုဒိုင်ပွဲရက်နဲ့နိုင်ယူသွားတဲ့ပွဲပြီးတော့ Jovin Silva ကိုဒိုင်ပွဲရက်နဲ့နိုင်ယူသွားတဲ့ပွဲတွေကိုကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ striking skill ကလည်းမညံ့လှဘူးဆိုတာပြည်သက်တွေသိမှာဖြစ်ပါတယ်ဆိုတော့သူနဲ့ရှင်ပြိုင်ထိုးသက်သွားမယ် Dan Hooker ဆိုတဲ့ fighter ကရောဘယ်လို fighter မျိုးလဲဆိုတာကျွန်တော်ကြည့်လိုက်ကြအောင်ပါဒီဒန်ဟိုကာဆိုတဲ့ fighter ကတော့ UFC ဖွဲ့စည်းမှာထိုးသက်နေတာကြာပြီဖြစ်တဲ့ fighter 2လို့ပြောရမှာဖြစ်ပြီးတော့သူ့အနေနဲ့ MMA ပွဲစဉ်ပေါင်းဒီ ားလုံးမပြောရမယ်ဆို36ပွဲလေးရှင်ပြိုင်ထိုးသက်ထားပြီးတော့24ပွဲနိုင်12ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ် UFC ဒီအဖွဲ့အစည်းမှာဆိုလို့ရှိရင်တော့သူက MMA ပွဲစစ်ပေါ့ဒီ22ပွဲလေးရှင်ပြိုင်ထိုးသက်ထားပြီးတော့အဲ့ဒီကမှ24ပွဲနိုင်10ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်တဟိုကအနေနဲ့ကတော့သူ့ရဲ့ကစားပုံကစားနည်းက striking ဘိုင်းမှာအခြေခံပြီးတော့ကစားတဲ့ fighter တူဖြစ်ပြီးတော့သူ့ရဲ့ striking skill တွေဟာဆိုလို့ရှိရင် Dustin Poirier နဲ့ပွဲစဉ်မှာသွားပြီးကြည့်မယ်ဆိုရင်တော့တော်တော်လေးကိုမိုက်တဲ့ striking skill တွေကိုကျွန်တော်တို့ပြည့်သက်တူနေနဲ့ကြည့်ရမှာပဲဖြစ် ်ပါတယ်။ဒါပေမဲ့တဟွန်ကန်နေနဲ့ကဒီကြံခဲ့တဲ့ကာလာတစ်ခုမှာသူ့အနေနဲ့နိုင်ရှုံးလုံးဝမတည်ငြိမ်တဲ့ fighter ဖြစ်ပြီးတော့တော်တော်လေးကိုရုန်းကန်ခဲ့ရပြီးတော့သူ့အနေနဲ့ featherweight တန်းအထိပါဆင်းပြီးတော့ဆော့ရတဲ့အနေအထားတစ်ခုထိဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းအခုနောက်မြောက်မှာသူ့အနေနဲ့နိုင်ပွဲပြန်လဲဆက်ထားပြီးတော့နိုင်ထားပြီးတော့ Nadia's Camero ကိုနိုင်လိုက်တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့သူ့ကို ranking တော်တော်လေးကိုတက်စေခဲ့တဲ့ပွဲစဉ်လို့ပြောရမှာပဲဖြစ်ပါတယ်။ဒါဟိုကအနေနဲ့ကသူ့နိုင်ယူရရှိထားတဲ့ဒီပွဲစဉ်တွေထဲမှာသူ့အနေနဲ့ဆက်ရပွဲအထိပိုတိုင်ပွဲရနဲ့အလဲထိုးနိုင်တာတယ်။ခုနှစ်ပွဲကိုဆက် submission ချုပ်ကွက်နဲ့နိုင်ထားတဲ့ fighter ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့ကလည်းသူကဒီ finishing rate တော်တော်လေးကိုကောင်းတဲ့ fighter တူကို ပြောရမှာဖြစ်တယ်လို့ BJ လက်ချေရှိတဲ့ fighter လို့လည်းပြောရမှာပဲဖြစ်ပါတယ်ဆိုတော့ overall ပြောရမယ်ဆိုလို့ရှိရင်တော့ Dan Hooker နဲ့ Armand Sarukhan တို့ကြားထဲမှာကွာဟာချက်ကအရက်မောင်းဖြစ်ပြီးတော့ Dan Hooker ကအရက်6ပေကျော်လောက်ရှိတဲ့အနေအထားမှာ Armand Sarukhan ကအရက်9ပေ9လက်မှာပဲရှိတဲ့အနေအထားဖြစ်ပါတယ် reach ကိုပြောရမယ်ဆိုရင်လည်း Armand Sarukhan ကအနည်းငယ် reach နေနေတာ ဖြစ်ပြီးတော့ Dan Hooker အနေနဲ့ဒီရှေ့က ဟို JDM တို့ဘွဲကလို့ကျွန်တော်ပြောသလိုပဲဒီ distance ခွာပြီးတော့ဆော့မယ် reach အားသာချက်ကိုအသုံးချပြီးတော့ဆော့မယ်ဆိုလို့ရှိရင်ဒီတော်တော်လေးကိုသူ့အတွက်အားသာချက်ရမှာဖြစ်ပြီးတော့ Armand Sacran ကတော့ ground game ဘိုင်းကိုအပြုတ်ပြီးတော့ grappling ပုံစံ champion နဲ့ဆော့ပါလိမ့်မယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့သုံးသက်ရမယ်ဆိုလို့ရှိရင်တော့ ီကျွန်တော်ကတော့အာမန်ဆာခရန်ကိုနည်းငယ်ပိုကြိုက်မိတယ်ဆိုပေမဲ့တဟိုကာကလည်းသူ့ရဲ့ကားသားချက်ကိုအသုံးပြုပြီးတော့အာမန်ဆာခရန်ကိုနိုင်ဝင်ရရှိအောင်ရှင်ပြိုင်ထိုးတက်နိုင်တဲ့ fighter တူလို့ထင်မြင်ယူဆသုံးသပ်မိတယ်။ဆိုတော့ပြိတ္တတီနေကရောဒီ fighter တူရှင်ပြိုင်ထိုးတက်သွားတဲ့ပွဲစဉ်မှာဘယ် fighter ကနိုင်ဝင်ရရှိသွားမလဲဘယ်လိုပုံစံမျိုးနဲ့ရှင်ပြိုင်ထိုးတက်သွားမလဲဆိုတာကို comment မှာဆွေးနွေးသုံးသပ်ညင်ခုံပေးခဲ့ကြပါဦးခင်ဗျာ။အဝေးတန်းကလည်းခုနောက်ပိုင်းမှာတပြေးပြေးနဲ့ပို့ပြီးတော့ကြီးကောင်းလာပြီဖြစ်ပြီးတော့ပြိတ္တတီနေနဲ့ UFC ရဲ့ water weight တန်း light weight တန်း middle weight တန်း စတဲ့ဒီ weight တန်းတွေကိုခုနောက်ပိုင်းမှာပို့ပြီးတော့စောင့်ကြည့်ဖို့လိုအပ်ပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ fighter တွေတော်တော်များလာပြီးရေချင်းရှိတဲ့ fighter တွေပေါ်ထွန်းလာတဲ့အတူဝဲကောင်းဖွဲချက်တွေအများကြီးထပ်မံပြီးတော့ပေါ်ပေါက်လာနေတာကြောင့်ပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့ UFC ရဲ့ဒီအရင်တုန်းက Middleweight Dan Champion ကြီး Estrada Sanya ရဲ့နေဝင်ချိန်ရောက်ပြီလားဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားခြင်းပါတယ်။ UFC ဖွဲ့စည်းမှာအရင်တုန်းကတကယ်ကိုကျန်းတဲ့ trial တစ်ခုရှိခဲ့ဘူးပါတယ်။အဲ့ဒါကတော့ အာဖရိကတိုက်ကချန်ပီယံ၃ယောက်ဖြစ်တဲ့ Francis Ngannou, Kamaru Usman နဲ့ Israel Adesanya တို့ပဲဖြစ်ပါတယ်။ Israel Adesanya နေနဲ့သူ့ခေသူ့ခါတော့ကတော်တော်လေးကိုပွဲချန်ပြခဲ့ပူတဲ့ Fighter 2ဖြစ်ပြီးတော့သူ့ရဲ့ Deep Striking အပိုင်းမှာ IQ ကောင်းကောင်းနဲ့ရှင်ပြိုင်ထိုးတက်တက်တဲ့ပုံစံဟာသူ့ကိုနိုင်ယူဖို့လုံးဝမဖြစ်နိုင်တဲ့ပုံစံအဖြစ်နဲ့သူကရှင်ပြိုင်စော့ကစားပြခဲ့တာပဲဖြစ်ပါတယ်။ အစ္စရေးဒါဆာညာနေနဲ့ MMA ပွဲစဉ်ပေါင်း26ပွဲတိရှင်ပြိုင်ကစားထားပြီးတော့အဲ့ဒီတွေကမှသူ့နဲ့24ပွဲနိုင်ငါပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးတော့အယူရရှိထားတဲ့24ပွဲထဲမှာဆိုရင်16ပွဲကိုသူ့အနေနဲ့ TKO ဒိုင်ပွဲရဲ့အလဲထုံးတဲ့နိုင်ကိုရရှိထားပြီးတော့ရှစ်ပွဲကိုသူ့အနေနဲ့ decision နဲ့နိုင်ကိုရရှိထားတာဖြစ်ပါတယ်။ Kickboxing အားကစားကိုအခြေခံပြီးတော့ကစားတဲ့ fighter တယောက်ဖြစ်တဲ့အလျောက်သူ့အနေနဲ့ဒီ striking ဘက်မှာပဲအားပြုပြီးတော့ကစားတာဖြစ်ပြီးတော့သူ့ရဲ့အရင်တုန်းကတကယ်ကိုကောင်းခဲ့တဲ့အချိန်က striking ဘက်မှာဆိုလို့ရှိရင် Donald Fighter ကသူ့ကိုအမှတ်နဲ့ရှင်မထိုးနိုင်ရလောက်အောင်တော်တော်လေးကို fighting IQ လဲကောင်းတဲ့ fighter တယောက်ဖြစ်တဲ့ ရက်စီပွဲစီမှာဆိုလို့ရှိရင်တော့သူ့အနေနဲ့18ပွဲကြီးကစားထားပြီးတော့အဲ့ဒီကမှ73ပွဲနိုင်5ပွဲရှုံးဆိုတဲ့ရလက်ကိုပိုက်ဆိုင်ထားတဲ့ fighter ဖြစ်ပါတယ်သူအနေနဲ့ဒီထင်ချင်းစရာကောင်းတာကလက်ရှိလောလောဆယ်မှာ UFC ရဲ့ light heavyweight တန်ချန်ပီယံကြီးဖြစ်နေပြီးတော့အမှန်ကန်ကိုကျမ်းပြနေတဲ့ Alex Barrera ကြီးကိုမကြေပွဲပွဲစဉ်မှာပထမအချိန်မှာအမောက်သိပ်အလဲထိုးပြခဲ့တာဖြစ်ပြီးတော့ အဲ့ဒီပွဲစဉ်ကြောင့် Israel Da Sanya အနေနဲ့တော်တော်လေးကိုနာမည်ကြီးသွားခဲ့တာတွေကဖြစ်ပါတယ်ဆိုတော့သူ့အနေနဲ့ဒီ two times middleweight dan champion ဖြစ်ပြီးတော့ဒီ middleweight dan မှာသူ့အနေနဲ့လက်ရှိလောလောဆယ်မှာဆိုလို့ရှိရင်တော့ရှုံးပွဲတွေတောက်လျှောက်ဆက်နေရတာပဲဖြစ်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်သူနောက်ဆုံးရှင်ပြိုင်ထိုးသက်ခဲ့တဲ့ Nasrin Amarpov နဲ့ပွဲစဉ်မှာဆိုရင်သူကအလဲထိုးပွဲစဉ်နဲ့ရှုံးတယ်အဲ့ဒီရှေ့က Dricus Duplessis နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သူက submission ပုံစံနဲ့ရှုံးတယ်အဲ့ဒီရှေ့က Shawn Strickland နဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်သူက decision နဲ့ရှုံးတယ်ဆိုတော့ ူကရှုံးတဲ့ပုံစံစုံသွားပြီးဖြစ်ပြီးတော့ဂျုံပွဲကလည်းသုံးပွဲစတိုက်ထိခုချိန်မှာဂျုံနေရပြီဖြစ်ပါတယ်။ Israel data ညာနေနဲ့ပြီးတော့ပြောရမယ်ဆိုရင်လက်ရှိလောလောဆယ်မှာအသက်အရွယ်ပိုင်းကဆိုရင်လည်း36နှစ်အရွယ်ထိရှိနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ prime color ကကုန်ဆုံးသွားပြီးဖြစ်ပြီးတော့သူ့အနေနဲ့ champion ပြန်ဖြစ်ဖို့ဆိုတာကတော့တော်တော်လေးကိုအဖြစ်နိုင်တော့တဲ့အနေအထားလေးကိုရောက်ရှိသွားပြီးဖြစ်ပါတယ်။ဆိုတော့သူ့အနေနဲ့ ီ MMA လုံးကနေအားယူသွားတော့မလားဆိုတာပြည်သက်တူနေတဲ့ကလည်းစိတ်ဝင်စားနေကြတာဖြစ်ပြီးတော့ Instructor စာညာနေနဲ့အရင်တုန်းကတော့မှန်ကန်ကြံပြခဲ့မှုတဲ့ fighter တယောက်ဖြစ်တဲ့ကြောင့်ပြည်သက်တွေကတော့သူ့ကိုတော်တော်လေးသတိရနေကြတာလည်းဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်နေနဲ့ကလည်း Instructor စာညာရဲ့အမှန်ကန်ပွဲကြံပြတဲ့ပွဲစဉ်တွေကိုကြည့်ရှုချင်နေသေးတာဖြစ်ပြီးတော့သူ့ရဲ့ပွဲစဉ်တွေနောက်ထပ်3-4ပွဲလောက်ရှင်ပြန်ထိုးသက်တာတော့မြင်ချင်ပါသေးတယ်ဆိုတော့ပြည်သက်တွေနေနဲ့ကရော Instructor စာညာနေနဲ့သူ့ရဲ့ Prime Color ကုံဆုံးသွားတဲ့ပုံမှာဘယ်လိုမြင်မိလဲ Instructor စာညာနေနဲ့ရောနောက်ထပ်ပွဲစဉ်ကောင်းပွဲစဉ် နဲ့ရှင်ပြန်ထိုးသက်နိုင်ပါအောင်လားဆိုတာကို comment မှာဆွေးနွေးတုံ့ပြန်ညှိနှုံးပေးကြပါဦးခင်ဗျာဗီဒီယိုလေးကိုဆောင်းလေးကြည့်ရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်